မင်္ဂလာပါရှင်။ရောင်ကိတ္တချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်ရဲ့တိုင်းစစ်ဌာနချုပ်ပုံကတိန်နီလက်လျားမှာဒရုန်းနဲ့ပုံကျက်မှုကိုစိုးရိမ်တဲ့ပြင်ဂျမားများကားပေါ်တင်ပြီးလဲလဲ။အကြမ်းဖက်စစ်တပ်လက်ကန်တိုင်းစစ်ဌာနချုပ်တွေအားလုံးကလူဝင်ပါလာနိုင်ငံနေမှာပုံကတိန်နီလက်လျားမှာဒရုန်းနဲ့ပုံကျက်မှုကိုစိုးရိမ်တဲ့ပြင်ဂျမားရဲ့ကားပေါ်တင်ပြီးလက်လျားကြောင့်နောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ကဲရတဲ့စစ်ဌာနချုပ်တွေထုတ်ပြန်ကြတဲ့ပုံကတိန်လက်လျားမှုကိုတွားကြည့်ခဲ့သူတွေရဲ့ပြောဆိုချက်ရသည်ရတယ်။ နိုဝင်ဘာလ၂ရက်နေ့ကံယူတန်တိုင်းစစ်ဌာနကျောင်းရဲ့အကြိမ်30မြောက်စုပေါင်းပုံကတိန်လဲလဲပွဲကိုမြင်းမြုပ်ပေါ်မှာပြုလုပ်ခဲ့ရမှာဒရုန်းပြန်ဆက်ကြံပါတွေကိုကာဝတ်တင်ပြီးပုံကတိန်ကားတဲ့အနေနဲ့တူလဲလဲခဲ့ကြကြမြင်းမြုပ်မှာဒေသခံပြည်သူချွဲပြုစုချင်ရသည်ရတယ်ကံယူတန်တိုင်းစစ်ဌာနကျောင်းကပုံကတိန်လဲလဲမှုတရင်ထုတ်ပြန်မှာဒရုန်းဖြတ်တောက်ဆက်ကြံပါတွေကိုစစ်ကားပေါ်တင်ပြီးတော့လဲလဲနေအောင်မြင်တွေ့ရတဲ့အလားတူအနောက်မြောက်တိုင်းစစ်ဌာနကျောင်းကလည်းယနေ့မွာမြုပ်ပေါ်မှာ35ကြိမ်မြောက်မဟာပုံကတိန် လှည့်လည်ပွဲပြုလုပ်ခဲ့ပြီးတော့ကျန်းမာတွေကိုကားပေါ်တင်ကဝေစားတွေအုပ်ပြီးလှည့်လည်ခဲ့ရကိုမြင်တွေ့ရကြောင်းမုံရမြို့ပေါ်မှာတော်လိုင်းကင်းတာလူငယ်တောကပြောတယ်စစ်ဘက်သည်မြေကိုဆက်သွယ်မိမြားမှာနေပြည်တော်ဆင်ယောင်ကယနေ့တိုင်းစစ်ဌာနချုပ်များအားလုံးမှာဘုံကထိန်လှည့်လည်ခိုင်တာပြီးလုံခြုံရေးတူတရီပြုဆောင်ရွက်ရည်ညွှန်းကြကြောင်းတို့ရရင်ကျန်းမာတွေစစ်ကားပေါ်တင်ပြီးလှည့်လည်ရမယ်လို့ညွှန်းကြကြမှာမပါဝင်တော့လဲ တိုင်းစစ်ဌာနချုပ်များစွာကဒရုန်းနဲ့ပုံချက်ခံပြီးဆိုရင်ပြီးတော့ဂျမားရီကိုစစ်ကားပေါ်တင်လှည့်လည်ကြခြင်းဖြစ်တယ်လို့ပြောဆိုတယ်။ဆလဘီတောင်ကြီးမြို့မိပုံပြံပွဲမှာဂျပန်ပါတီကမိပုံပြံလွတ်တင်စဉ်မိုးရွာပြီးမီးလောင်ပြတ်ကျမှုကြောင့်လူပိပြီးနောက်ထပ်မင်းနဲ့တိုက်ဆုံးအစာစိမ့်တဲ့မှုလည်းဖြစ်ခဲ့ပြီးရဲတပ်ဦးတင်ဆောင်က6ဦးရေပေါ်ဆင်းကိုတင်လိုက်ရ ရန်ပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မိဘုံပြန်ပွဲမှာကျပ်ဖို့ပါတီကမိဘုံပြန်လွတ်တင်စဉ်ရုတ်တရက်မိုးရသဖြင့်မိဘုံပြန်ပြီးတော့ကပြတ်ကျခဲ့ပြီးလူတိုးဝေးကြသဖြင့်လူပိရနေဥထမနဲ့တည်ဆောက်ခဲ့ကြောင်းဒေသတနင်းမြစ်ကပြောရင်းနိုဝင်ဘာလတရနေ့ညပိုင်းကတောင်ကြီးမြို့မှာကျင်းပတဲ့ဆောင်းနိုင်မိဘုံပြန်လွတ်တင်ပြန်ပွဲမှာကျပ်ဖို့ပါတီကအလှည့်ကျမိဘုံပြန်လွတ်တင်စဉ်ရုတ်တရက်မိုးရသွန်ပြီးမိဘုံပြန်မှာလည်းမိလောင်ပြတ်ကျခဲ့ကြောင်းထို့ကြောင့်လူများပြေးဝါတိုးလိတိုးဝေးနေကြသဖြင့်လူပိကနေဆုံးပြည်သူနေဥထမနဲ့တည်ဆောက်ခဲ့ကြောင်း တချို့ကလင်းငယ်တွေမှာတက်နင်းခရသဖြင့်တတိလေးမြို့မျိုးရဲ့တိဖြစ်ခဲ့ကြကြောင်းသိရတယ်။ယခုလူပိခရပြည်ရဲ့တွေ့ထွေအုပ်ချုပ်ဦးစီးဌာနဝန်ထမ်းမျိုးသမီးတဦးပြည်မောင်ဖြစ်သူအသက်39နှစ်ရွယ်မျိုးသားတဦးတည်ဆုံးပြီးနိုဝင်ဘာလ2ရက်နေ့မှာအတူပါချခဲ့ကြောင်းတခြားသတင်းမြစ်တဦးကလည်းတိပြပြောကြားတယ်။အဆိုပါမိဘုံပြန်လွတ်တင်ပွဲကိုမြောက်လယ်ဦးဆောင်တဲ့ဂျပန်စစ်တပ်လက်အောက်ခံရှင်ပြည်နယ်ဆွေရကဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီးပြည်ခဲ့နှစ်ကလည်းလူပိပြည်တတိလေးမြို့မျိုးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပူကြောင်းသိရတယ်။ တို့ပြင်ယမန်နေ့နိုဝင်ဘာလတရနေ့ကလည်းတစောင်းနိုင်ပွဲလာသူတွေကိုရောင်းကြတဲ့အစားအစာတွေစားတောင်းပြီးအစားအစိတ်တင်ကရဲတောက်တင်ဆောင်ပြီးအရင်သားပြည်သူချောင်းမူလဲသွားတဲ့ဖြစ်စေရုံကိုရေးပေါ်ပူဆောင်လဲရကြောင်းသိရတယ်။ဆက်လက်ပြီးပေါ့မြင့်နယ်တွင်စစ်ကြောင်းထုတ်လိုက်စစ်တပ်ကပြည်သူပိုင်နေအတွင်းကြက်ဝင်ဖန်တဲ့စစ်သားတုံးကိုရှင်ဖန်မိကလက်နက်ကင်များတင်စီရရှိမိုင်းနင်းမြေစစ်သားနယ်ဦးတင်ဆောင်မကွေးတိုင်းပေါ့မြွနယ်တွင်စစ်ကြောင်းထိုးလိုက်တဲ့ဖက်စစ်တပ်ကပြည်သူပိုင်နေအတွင်းကျွဝင်ဖန်တဲ့စစ်သားတုံးကိုရှင်ဖန်မိကလက်နက်ခံနေတင်စီရရှိခဲ့ကြောင်း ရန် Revolution Front မှာတောင်းရှိသူကပြောတယ်အော်တိုဘား29ရက်နေ့မှာဂျပန်စစ်တပ်ရဲ့ကပ္ပစာ20နှစ်ကထွက်လာတဲ့တပ်မ69လောက်ကတိုင်းရင်းတရား4139 414ကိုပူပေါင်းထားတဲ့အင်အား300ကျော်ပါစစ်ကြောင်းကပေါင်းမျိုးနဲ့တောင်းမရှိဒေါ်လာ1.2နဲ့တင်းကျုပ်တိုင်းနေမျိုးကိုစတင်စစ်ကြောင်းတုံ့ဝန်လာခြင်းဖြစ်တဲ့ဒုံးစစ်ကြောင်းကအော်တိုဘား31ရက်မှာပတိမွာလမ်းပိုက်ကိုရောက်ရှိလာပြီးနောက်ရင်းနှီးမနှက်စောပိုင်းမှာချက်ကန်ရောစတင်ကြောင်းကိုစတင်ဝင်ရောက်ခဲ့ကြောင်း ထို့နောက်ဂျပန်စစ်သားတွေကယနေ့မနက်အစောပိုင်းကစတင်ပြီးကျေးရွာတွင်ပြည်သူပိုင်းနှင့်ခုနှစ်လုံးခန့်ကိုလည်းပိတ်ချုပ်ဖြတ်စည်းခဲ့ကြောင်းသိရတယ်။ထို့နောက်စစ်တပ်စစ်ကြောင်းမှစစ်သား၃ဦးကယင်းနေ့ညနေ၅နာရီမှပြည်သူပိုင်နေအတွင်းကိုဝင်ရောက်ကချက်ကိုရလုံဆောင်နေစဉ်ဒေါ်လိုက်တပ်ဖွဲ့ကရှင်ဖက်စီရမိခဲ့ကြောင်းထို့ပြင်၎င်းတို့ကိုင်ဆောင်တဲ့ MA2 တနတ်တလက် MA3 တနတ်တလက်နဲ့ကြီးတထောင်ကပောင်းခင်ချွေကိုတင်စီရရှိခဲ့တယ်။အဆိုပါဖန်စီမှုကို Yeah Revolution Brand နဲ့ပုဂ္ဂိုလ်ကြီးရဲ့မက်ဆနေတိုင်ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းထို့စစ်ကြောင်းကနိုဝင်ဘာတရနေ့မှချက်ကန်ရွာမှာ ်ပင်တောင်ပြူစောဒီယာနဲ့ဒီတုတ်ကွင်းရပြူစောဒီယာကိုစစ်ကြောင်းနဲ့ကြောင်းခွဲပြီးထွက်ခွာသွားကြောင်းသိရတယ်ထိုထိုတက်ခွာထားတဲ့စစ်ကြောင်းတွေမှာဒီတော့ကွန်ရဘက်ကုတ်သွားတဲ့စစ်သားတွေက Yen Revolution Front မှာထောင်ထားတဲ့မိုင်းတွေနင်းမိပြီးစစ်သားနောက်တည်ဆုံခဲ့တာရုပ်လောင်းတွေကိုတားရှိခဲ့ရကြောင်းတော်လင်းရေပေါ်တွေကမြေမြုပ်တကြုံပြရကြောင်းသိရတယ်။လက်ရှိချိန်မှာစစ်တပ်စစ်ကြောင်းမှာလိုက်ပါတဲ့စစ်သားတွေကစစ်တပ်ပိုင်းဆိုင်ရာအလွန်ကြဆင်းနေပြီးခဲယမ်းတွေကိုလည်း စစ်ကြောင်းပြတ်တန်သွားလမ်းတစ်လျှောက်မှာဆုတ်ပြေထားခဲ့ရကြောင်းပြည်သူများအနေနဲ့တော်လည်းရေးမှာစိတ်တက်ကြစွာပူပန်ပောင်းပေးကြမြစ်တရက်ခံကြောင်း Young Revolution Front မှာတောင်းရှိသူကဆက်လက်ပြောဆိုတယ်။ဆက်လက်ပြီးလောင်းလုံးမြို့နယ်ရှိကျေးရွာတွေကိုစစ်ကြောင်းထုတ်လိုက်စစ်တပ်ကနှင်းဆက်တဲ့တိုက်ခိုက်မှုစစ်တပ်ကရှေ့ဦးသေးဆုံး။တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ရှိကျေးရွာတွေကိုစစ်ကြောင်းထုတ်လိုက်ဂျပန်စစ်တပ်ကနှင်းဆက်တဲ့တိုက်ခိုက်ရာစစ်တပ်ကရှေ့ဦးသေးဆုံးကြောင်းဒေါနာစစ်ကြောင်းတို့အတွင်းထုတ်ပြန်တဲ့ဒုတိုက်ခိုက်မှုနဲ့ချိန်တွင်ဂျပန်စစ်တပ်ကရှေ့ဦးသေးဆုံးက ထိခိုက်ဒဏ်ရာရှိသူတွေရှိပြီးတော်လင်းရဲဘော်တအုံမစုံရတဲ့ဒဏ်ရာရှိခဲ့တယ်။တိုက်ပွဲတွင်ဂျပန်စစ်တပ်ကလက်နက်ကြီးပစ်ကိုပါဝင်စစ်သည်မော်တွေကလည်းပစ်ကိုပေးထိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်စစ်ကြောင်းကကမ်ပဏီကြီးအကိုစစ်ကြောင်းတို့ဝင်ရောက်ကကမ်ပဏီကြီးအနဲ့ပညစ်ကြီးအကြောင်းရှိဖျားတောင်မှတဆွဲထားခြင်းတော်လင်းတပ်တွေကလည်းဒရုန်းနဲ့ပုံချထိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်စစ်တပ်ကတိုက်ခိုက်သေးဆုံးမှုရတဲ့ကိုတိဖြုတ်နိုင်ခြင်းမရှိသေးကြောင်းသိရတယ်။ အဆိုပါတိုက်ခိုက်မှုကိုဒေါနာစစ်ကြောင်၃ဒေါနာတက်ခွဲခုနှစ်တဝဲခိုင်တပ်ပေါင်းစုဒရကစစ်ကြောင်ရမညမုံတက်တော်နဲ့လောင်လောဘက်ကပါရောကပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းလက်ရှိချိန်မှာဂျပန်စစ်တပ်စစ်ကြောင်ကလောင်လုံးမျိုးပေါ်ကိုရရှိသွားပြီဖြစ်ကြောင်းသိရတယ်။ဆလာပြမောင်မကကျဘက်ကစစ်ကြောင်းထုတ်လိုက်စစ်တပ်နဲ့ဒေါ်လာတက်တွေနဲ့စစ်တိုက်တိုက်ပွဲဖြစ်စစ်သားရှင်တွေဆုံးတနင်္သာရီတိုင်းလောင်လုံးမြို့နယ်မောင်မကကျကနေအင်အား84ရောက်ကနေစစ်ကြောင်းထုတ်လိုက်ဂျပန်စစ်တပ်ကိုနေ့စစ်တိုက်တိုက်ခဲ့မှာစစ်သားရှင်တွေဆုံးခဲ့လို့ဒဝဲကိုင်တပ်ပေါင်းစုက ဒီကနေ့ညနေပိုင်းမှာသတင်းထုတ်ပြန်တယ်။အော်တိုဝါနစက်တရက်ကမောင်မကန်ကြီးရကနေကင်ကြီးကြီးရဘက်စစ်ကြောင်းတို့လိုက်ချက်ဘက်စစ်တပ်ကိုတော်လိုင်းတက်တွေကတိုက်ခိုက်ရာတိုက်ပွဲနှစ်နာရီကြာဖြစ်ပွားခဲ့ပါတယ်။အဲဒီနောက်အော်တိုဝါနစက်နေရက်ကကင်ကြီးကြီးရကနေကမ္ဘာနီကြီးကိုရောက်ရှိလာချက်ဘက်စစ်တပ်ကိုတမတ်တိုက်ခိုက်ပြီးစစ်သားတွေထိခိုက်ဒိဆုံးမှုရှိလို့သိရပါတယ်။အဲ့တိုက်ခိုက်မှုကိုဒေါနာစစ်ကြောင်းသုံးဒေါနာတခွဲခုနှစ်တခွဲခိုင်တက်ပါဆိုသူတွေကစစ်ကြောင်းရမညမွန်တက်တော်နဲ့လောင်းလောက်ဘက်ကဖရပူပေါင်းလုံဆောင်ခဲ့ပါတယ်။ ဆလာဘီလေးကကော်ဒီတာတိုက်ပွဲအတွင်းစစ်ကောင်တပ်ပြည့်စစ်တပ်ထံမှခဲအများပြားရရှိကင်းပြင်းနယ်လေးကကော်မျိုးတင်နေတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကော်မရှင်တမန်20နှစ်လောက်ကန်ခါမနေရကိုထံကခဲအများပြားတိုက်စီရရှိခဲ့ကြတော့တော်လိုင်းစီတင်းမြင့်ကပြောတယ် အဆိုပါစစ်ကောင်ရှင်တဲ့အောက်တိုဘာ30ရက်နေ့မှာရတိကိုအနေတက်လာခြင်းကင်မျိုးသားလူမျိုးရေးတပ်မတော် KNL လေးမမိတ်တပေါင်းဆွေနဲ့အပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်။တိုက်ပွဲတွင်တင်နာသွားစစ်ကောင်ရှင်တဲ့ဟာသူတို့ရဲ့တေဆုံတက်တာအလောင်းတွေကိုပြန်လည်တည်ယူနိုင်ခြင်းမရှိရပြင်ခဲအမျိုးစော်ကောက်ယူနိုင်ခြင်းမရှိပဲစုခါထွက်ပြေးသွားတယ်။ PGS တင်မာ၂၂ရက်ကစလို့ဂျပန်ဆေးဥစွာ၄ကီကောက်ကိုအင်အားလုံးနဲ့တက်လာပြီးလက်နက်ကြီးပစ်ကုန်မှုတွေအဆက်မပြတ်လောက်က KNL ပူပေါက်တပ်တွေနဲ့တိုက်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ နဘပပြစ်ခတ်တိုက်ပွဲတွင်ပြီးခဲ့အောက်တိုဘာ31ရက်နေ့မှာဖူကြီးကျော်နေရှိတရုတ်မီပန်းကိုရောင်ကိုစစ်ကောင်စီတပ်ဖြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင်ပေါက်ကွဲပြီးဒေသခံတွေထိခိုက်ဒေဆုံးမှုရှိခဲ့လို့သိရပါတယ်။နားဆင်အားပေးကြတဲ့အတွက်တို့ပဲကျေးဇူးတင်ရှိပါတယ်ရှင်။